တယ်ရောင်မီးထွန်းလို့မပြောင်းဥအောင်တို့လည်းအရင်တော့အမေပြန်ပြောဖေးပြန်ပြောလှုပ်လာခဲ့တဲ့အခါမှာတော်တော်များများပြဿနာတက်တဲ့အတွက်စီးပွားကြီးကတက်လိုက်ကျလိုက်တက်လိုက်ကိုကိုကိုမသိဘူးနော်အဲ့တော့တို့လူငယ်တွေလည်းပြောကျင်တာနော်အမေဖေးလှုပ်ပေးရင်ကုသလားအကုသလားအမေဖေးကိုကောင်းတာကိုကလှုပ်ကင်ပေးတာကုသလားအကုသလားနော်အဲမိဘကအဲ့လိုလှုပ်ခိုင်းတဲ့အခါမှာအဲ့ဒီကုသလှုပ်တဲ့အခါမှာတခါတလေဆောင်းကြီးအောင်ကြီးနဲ့ခမကြီးကလည်းပြအလုတ်ကိုချုပ်တဲ့ရေလေးခတ်ခိုင်းတဲ့ဘာညာဆိုရင်စောင့်တာအောင့်တာမပါဘူးလား ပါတာဗောအဲ့လိုစောင့်နာအောင်နာကအမဲလားအဖြူလားကုသိုလ်ကုသိုလ်ကဘာလဲအဲအဲ့တော့ဘာကံဖြစ်သွားတော့အဖြူအမဲရောတဲ့ကံခြေခြေနဲ့နဲ့လုတ်ပြင်ဘာကံတော့အဖြူကံအဲ့ဒါဆိုရင်တို့လူတွေပြောချင်တာကံကိုကြတော့မကောင်းမြင်ဘူးလားကောင်းမြင်တာဗောဒါပေမဲ့တချို့ကြာရှိတယ်မို့လားနော်တယ်လီယာကွေးလေးတွေဘလောက်ချစ်စရာကောင်းတော့ကားဘော်လက်စီယာအမွှေးလေးတွေတက်လို့တထဲအိမ်မနေရတာဘာကံလဲအဖြူကံတိရစ္ဆာန်ဖြစ်တာဖြစ်ရှင်ညလား မိဘခိုင်းလို့ကလန်ကဆန်ပြန်ပြောပြီးလို့ရင်ဘာဖြစ်မှာတော့ခွေးဖြစ်မှာ ခွေးဖြစ်မှာဟောအဲ့ဒါအဖြူမဲရောတဲ့ကံတချို့ချမ်းသာလိုက်တာတထဲအိမ်မှာရောက်တယ်ဒေါန်တန်းဆွဲပြီးတော့စကားမပြောတတ်တဲ့သူမဖြစ်ဘူးလားရှင်ပြူတော်တို့ရွှေနဲ့ကားတို့နော် ရှင်မြင်စည်းတဲ့ရွှေရှင်ပြူတော်ကအစာစားတော့ရွှေခွက်ကြီးနဲ့ပြီးတော့ဘာဖြစ်နေအောင်တလိษံအဲဒါမလို့တို့လူတွေပြောကြနေတာဥအောင်ခဏကံနဲ့ပတ်သက်တာလေးတွေဟာမိကံဖခံတင့်ထားတဲ့လူတွေကစီးပွားမဖြစ်ဘူး ဒီအမေဒီဖိုးကမွေးတာမင်းတို့အမြဲတမ်းတယ်လီဖုန်းနဲ့ပြီမဲ့ပြဿနာခမရဘက်ဆိုင်မပို့ဘူးလားဒီမှာကျောက်ကကြောင်းလာကအသွင်းရတော့မနော်ခမရတို့ကခမရတို့ကနေခမရလုံးချင်းကိုရိုက်နေတာပဲနော်ဟိုမှာမင်းဟိုကပေါင်ကဒီကပေါင်ကမိဘများစိတ်ဆင်းရဲစရာနော်မိဘတွေကတချို့မသိဘူးသားသမီးတွေအဲ့တော့ခဏကိုချင်းစာအဲ့တော့မိဘနဲ့ပတ်သက်လို့ကံနေတင့်နေတဲ့လူတွေနော်ဥအောင်ကိုယ်တိုင်ကအဲ့လိုကံနေတင့်ခဲ့တယ်ဒါကြောင့်မို့လို့ရက်စက်ကြဆရာတော်ကြီးနဲ့တွေ့တဲ့အခါမှာမိဘကြော်ကန်းလေးဥအောင်လို့လှုပ်ဖြစ်ပါနော် ိပ်ပေါင်းနဲ့ဖားကောက်သလိုနော်ကံကောင်းအောင်လုပ်တယ်နီးလေးပြောပါမယ်ဖတ်ကြည့်ပါဦးမိဘမှာမဟုတ်ဘူးနော်ခင်မူကြီးဆယ်ပါလဲပြမလို့မရဘူးနော်မိကံဖားကံကောင်းအောင်လုပ်အောင်ဥအောင်ရဲ့မိဘကတော်ကန်းလေးနဲ့ဥအောင်တို့ပိတ်ပါမယ်အချိန်ရရင်မိကွန်မေးလူကမိဘမမေးရင်လဲဒါလေးနဲ့အပိသက်ပါဖတ်ကြည့်ပါဦးဖတ်ကြည့်ပါစေတ္တချက်သမီးတို့မိဘကျေးဇူးအကျေဆက်နိုင်တဲ့နိလန်းတွေကို ငါဖျားညွန်ပြပါရစေတရာတရားမရှိတဲ့မိဘကိုတရာတရားနဲ့ပြည့်စုံအောင်သီလမရှိတဲ့မိဘကိုသီလနဲ့ပြည့်စုံအောင်မပေးရက်မလူရက်နှမျောဝန်တို့ရဲ့မိဘကိုစွန့်ကြဲပေးကမ်းလူရန်ချင်းနဲ့ပြည့်စုံအောင်ပညာဉာဏ်နဲ့ပြည့်စုံအောင်ကောင်းစွာနာယူစောက်တည်စေမယ်လေးလေးနက်နက်တက်ဝင်စေမယ်ခိုင်ခိုင်ခန့်ခန့် တည်ရန်ငင်းမြန်စေတဲ့ဆိုရင်မိဘကျေးဇူးကိုအကျေဆက်ပြီးသားဖြစ်သွားပါဒါဟာဖရာဟောမူရင်းပါပဲမိဘကျေးဇူးဆက်တဲ့နေရာမှာလောကနီးနဲ့ဆက်ခြင်းဓမ္မနီးနဲ့ဆက်ခြင်းလို့နှစ်မျိုးရှိပါတယ်မိဘအတွက်အစာကအဝတ်ထည်နေရင်တိုက်တာကာယထာစတဲ့လူမှုအသုံးဆောင်ပစ္စည်းတွေပြည့်စုံအောင် စီမံဖန်တီးပေးတာကိုလောကနီးနဲ့ကျေးဇူးဆက်တယ်လို့ခေါ်ပါတယ်စိတ်ထားမတက်တဲ့မိဘစိတ်ထားတက်အောင်ကုသိုလ်နေတဲ့မိကုသိုလ်တူဝါအောင်ကုညီပံ့ပိုးပေးတာကိုဓမ္မနီးနဲ့ကျေးဇူးဆက်တယ်လို့ခေါ်ပါတယ်တကယ်တော့လဲရှေးလျားလုံးနဲ့အစမချင်းတန်တရာမှာ သူကမိဘဖြစ်လိုက် ကိုကမိဘဖြစ်လိုက် အပြည့်အမြန်လန်လန်ကျင်းလည်နေကြရတာမို့ဘသူဂျေဇူးကိုဘသူကခြေအောင်ဆက်ပြီးပြီဆိုတာပုထုဇဉ်လောကမှာလုံးဝမရှိနိုင်ပါဒါကြောင့်ဂျေဇူးဂျေတာမဂျေတာကိုအဓိကမထားပဲဂျေဇူးဆက်နေဖို့အဓိကလို့နှလုံးသွင်းပြီးလောကနီးနေရောဓမ္မနီးနေပါမိဘကို အမြဲဂျေဇူးဆက်နေဖို့ပဲအရေးကြီးပါလေ အဲ့တော့ဥအောင်ကအမေတို့ကိုတရားစခန်းညဝင်အောင်လုပ်ပေးတယ်အမေထမိန်လျှော်ပါတယ်မိအင်းကြီးလျှော်ပါတယ်ခဏိတင်တဲ့ဒီမှာတက်ကြတဲ့တို့တင်နန်းသားတွေကိုပြောချင်ပါတယ်နော်ဥအောင်ကအမေမတည်ခင်ကအမေရဲ့ထမိန်လျှော်တယ်အမေအင်းကြီးဒီဟလာအလုတ်ကင်ပေးတယ်ဆိုတာကကိုငငယ်စဉ်တုန်းကတို့တင်နန်းသားတွေလူချောင်းသားတွေနော်ကို့အညစ်ကြီးအမေထိမိခဲ့တာဥအောင်ကသွားလျာရက်မှာအမေထမိန်လေးကိုဟလာကိုယ်တိုင်လျှော်တယ်အင်းကြီးကိုစားတယ်ဥအောင်ရဲ့ ရွှေတင်တန်းမှာပြပါတယ်အမေအိမ်ပြခန်းဆိုတာအမေအသုံးဆောင်တွေခရစ်အခြေတိတိမ့်ထားပါတယ်အဲ့တော့ခရစ်တို့လူငယ်တွေပြောချင်တာကိုယ်ကျောင်းပိတ်တို့ရောက်တဲ့ခါမှာအမေတို့အညစ်ကြေးတွေပစိုးဖြစ်သေးညက်ပြီးခြီးသေးညက်ပြီးလုတ်ကြည့်သားမှာမင်းတို့ကျောင်းသားချင်းတွေသူများနဲ့တာလိမ့်မယ်မြတ်စွာဘုရားဆရာတော်ဘုရားကြီးကဥအောင်ကိုပြောပါတယ်မင်းအကယ်ဒမီနဲ့တာချင်လားဟာဘုံဘုံတာချင်တာပေါ့အကယ်ဒမီဥသူတော်ကမိဘမရှိတော့ဘူးကွာတဲ့မိကန်ဖခင်မရနိုင်တော့ဘူးတဲ့မင်းအမေပဲရှိသေးတယ်တဲ့လုတ်ပါ ဦးအောင်ဒါကိုအသီးနဲ့ကိုလှုပ်တာမဟုတ်ဘူးနော်ဆရာတော်ကြီးဆုံးမနေပါအတော့ဦးအောင်ခေါကွင်းရပြန်လာတယ်အမေအင်းကြီးချွတ်ပါအမေကကင်ဆာဖြစ်နေပြီအဖေဆုံးသွားပြီပြီဒါဦးအောင်လှုပ်တဲ့နီးတွေပါနော်အမေကိုထမင်းလျှော်ပါတယ်မိကျွေတိုက်ပါတယ်တန်တန်ရှင်ကျင်လှုပ်ပါပြီးရင်အမေထမင်းလျှော်ပြီးတော့ဒါအမေရှိနေတော့ဘာဒီထမင်းလေးနဲ့ပုံမဲဒီအရသာ ဒါပေမဲ့ခဏိအချိန်မှာဒါတွေကဥရောပြန်ပြောရုံပဲရှိတော့တယ်။ပြီးရင်အမေကျွန်တော်တို့ဒီထမင်းလေးပေးပါဆိုပြီးအသက်90ပြည့်မှာအမေမွေးနေမှာကျွန်တော်ထမင်းလေးကျွန်တော်တို့ပေးပါဆိုတော့အသက်90အမေသိန်း90ဆေးရုံသိန်း90ကျန်တဲ့နေရာတွေ90လှူပြီးတော့အခုဒါလာကြည့်တဲ့ကိုနိုင်ကြီးတို့ပါပါတယ်သူတို့စီတွေမှာလှူပါတယ်ဒါကဘာလဲပြောရင်အမေအမတ်တရားလုပ်ပေးတဲ့အတွက်အမေဒါအကုန်လုံးအမေလှူတာဆိုပြီးလုပ်ပေးတာအဲ့တော့ခုနလောကနီးနဲ့ဓမ္မနီးနဲ့နှစ်ခုလုံးမှာတို့လူငယ်တွေဥရောတို့ပြောနေတာပင်မမှန်ပါလေဘာဖြစ်လို့တို့ဥရောဒါလာပြောလို့ရှူရောင်းကောင်းမှာမဟုတ်ဘာဖြစ်လို့ ဒီလူငယ်ကြံတဲ့လူလူတရားကြံကြံ200ကြံဒါလေးရင်နဲ့ဆွဲသွားရင်အော်ငါဒါလုံးမှာပါလားထို့ဥဟောင်းကြီးဒါလုံးတာပါလားသိသွားရင်တို့လူတွေပြုပြင်มาဖြစ်ပါနော်အဲ့တော့အမေကိုဘာလုပ်တယ်လဲအမေကိုတရားစခန်းဝင်အောင်လုပ်ရတယ်ကိုကိုယ်တိုင်တရားစခန်းဝင်ရတယ်အဲ့တော့အမေကတရားစခန်းဝင်ဖို့အတွက်ဘယ်လောက်ထိလုပ်ရလဲဥဟောင်းမိုးကိုဆရာတော်ဘုရားကြီးတရားကိုနာပါတယ်မာပြတော့လက်ပံလာသွားတယ်အမေလို့ဒီတရားကိုလေးနာပါဆိုနှစ်လနေလို့ပြန်သွားတယ်အဲ့တရားကိုရအဲ့နာတော့မရှိဘူးဖုံတောင်တက်နေသေးတယ်အမေကမာနာကြီးတယ်ယောက်ျားလေးကြီး6ယောက်မှုတဲ့အတွက်စာရီဖတ်တဲ့အတွက်စာမန်ခံပါတယ် အဲ့ဒါကိုအမေမဟုတ်ဘူးဆိုပြီးတော့ကိုကိုတိုင်ဝိပဿနာတရားတွေမိုးကိုစီတရားတွေအားထုတ်ပြီးတော့မှအမေကိုကိုကိုတိုင်ကရုံးတုံယဟန်ခံအဲ့ဒါရွှေရချာသားဟလာ2000လောက်ခေတ်ကအမေကို9000ပေးရတယ်တရားစခန်းဝင်မစို့9000ပေးမယ်နောက်ထပ်ရက်တိုးလေးထပ်ပေးဦးမယ်ဆိုမှလိုက်လာနော်မိဘကိုအဲ့လိုလုပ်ရတယ်နော်ဥက္ကောတို့အမေတို့တည်တဲ့ခါမှာပျော့ပျော့ပြောင်းပြောင်းနဲ့မတွေ့မဝေးသေးတာဒါမိဘကိုကျေးဇူးဆန်နေပါပဲပတ်စံပေးတာလည်းလုပ်ရမယ်ကိုကိုတိုင်ကတရားစခန်းမဝင်မယ်နဲ့ရော့အမေတရားစခန်းမဝင်ဘူးနော် ဦးအောင်ဘလောက်ထိလိုရလဲပြောအမေတငယ်ချင်းနေရွာသွားပြီးတော့ဦးအောင်ရဲ့တရားစခန်းမှာဆိုရွှေတင်တန်းလိုပဲတန်းစီပြီးတိုးနေတာဘောက်လို့တော့တိုးမှာပေါ့ဗုဒ္ဓဂါရမဲလဲဖောက်ပြီးတယ်ဟိုဗလာမပါကန်သမ်းမရပြီးသေးစားတော့ရလဲစိန်ပဲဘာဖြစ်လို့တော့ဒီလိုပဲရွှေတင်တန်းသားရဲ့မိဘတွေနေတို့အမေကျေးဇူးသက်ရှင်ဆိုကိုယ်စီပို့ထားပဲသူတို့လည်းတင်ရတယ်သူတို့မိဘကျေးဇူးသက်တယ်လေကိုယ်ပဲလှုပ်ပေးနေတာနော်အဲ့တော့ဦးအောင်ဒါဥယျာဉ်တော်ခြံမှာတထေးတရားစခန်းဖွင့်ပါမယ်တထေးတရားစခန်းဆိုတော့တထေးတွေကြီးတရားစခန်းလာဝင်ရမှာဘာဖြစ်လို့တော့တထေးတွေက ကြောင်းနေဆောက်ဖရားတွေတဲသူတို့ကိုယ်တိုင်တရားစခန်းဝင်လာမဝင်ဘူးရေစက်ချတော့လူငားနေချတာမင်းတို့ချလိုက်ပါတော့ကငါတို့မအားလို့အဲ့တော့နွားကြောင်းသားလူဖြစ်နေတယ်နော်နွားတာကြောင်းနေနွားလို့ရတာမသိဘူးအဲ့တော့ဥအောင်တရားစခန်းကဘာဖြစ်လို့တတိတွေတရားစခန်းဝင်လာလဲမင်းတို့မင်းတို့တရားစခန်းအေးအကွန်းရှိလားဘယ်ရှိမှာတော့အိမ်သာအိမ်သာလည်းပေါင့်တရားလူစတော့ငါမလာတော့အခုဥအောင်လောက်ထားတယ်လူတရားကအေးအကွန်းနဲ့ရေချိုးကန်းနဲ့ဘူတိုင်နဲ့ထိုင်တဲ့ချိန်လဲအေးအကွန်းနဲ့တပြားမှမတူနဲ့ ဘာဘူးလို့တော့သာသနာမိခင်ဖားခင်နေရတရားအားမထုတ်ဘူးဒီလိုနဲ့သေသွားပြီးတော့အယွတ်ဖက်လေးနဲ့ပဲလှူတာတန်းတာနဲ့နိဗ္ဗာန်နဲ့လှူတာနဲ့လဲကျင်နေတာကျောင်းဆောက်တာနဲ့နိဗ္ဗာန်နဲ့မရဘူးကိုယ်တိုင်အားထုတ်ရမှာအဲ့တော့ဥအောင်ကမိဘတူတည်းလှုပ်ပေးသလိုကိုဦးရင်တော်ချမ်းပါဥအောင်လေးလပိုင်း29ရက်နေ့မှာအခုဒီတရားစခန်းဖွင့်ပွဲကြီးလုပ်မယ်အဲ့ဒါပါလေအများအတွက်ပါတာမန်လူတွေကတိုးနိုင်တယ်ဟာဟိုမုံလေဆိုလဲတိုးကြတာပဲဘယ်ဆိုလဲတိုးကြတာတတိယတွေကကြတော့စမေးကြတယ်ပါလေအခန်းရလာငါတို့ကများနေမိတ်တယ် ညတိုင်အေယာကုန်းလေးနဲ့ပူတော့မထိုင်နဲ့အကုန်လုတ်ပြီပဲခင်ဗျာတရားအလားအထုတ်ဖို့ပဲအရေးကြီးတယ်အဲ့ဒါမင်းတို့တင်တန်းသားတွေအတွက်မိဘတွေပို့လိုက်ပါဒါမှမဟုတ်ဥောင့်တင်တန်းနံပါတ်ဗါတယ်တရားစခန်းနံပါတ်ဗါတယ်တထေးတရားစခန်းတထေးတွေကြီးဝင်ခိုင်းပါလာခဲ့တထေးဆိုတာဒီနေရာတထေးရောက်သွားပြီဆိုရင်ခင်ဗျာမလှူပါနဲ့ဆိုလို့မနေကိုမနေနိုင်ဘူးကိုယ်တာမှန်မှန်ကန်ကန်တိဆောက်တာဥောင့်တို့ချွေတင်တန်းတွေတရားစခန်းတွေအလှူမကန်ဘူးလှူချင်တဲ့လူနောက်ကပုန်းနေတာပဲအခုမဟာကန္နာယုံဆရာတော်ဘုရားကြီးရဲ့တောင်မြို့သွန်းကတ်ချင်နှစ်နှစ်ဆောင်အောင် ဘယ်မှာထွက်ပြီးလူမခံဘူးခင်ဗျားတို့လမ်းထွက်လူခံနေတဲ့ဘုံကြီးတစ်ခါလေကြောပါဒေဆုခံရတာအဲ့ဒါပါလေကိုမကအလူမခံတဲ့ဘုံကြီးကိုလူကျင်လုံးလို့ပါဖရားသူလူလူနေရတာဘယ်လို့မဆိုကိုကမှန်မှန်ကန်ကန်တိဆောက်တာဥောင်းတို့လည်းဒါတို့လူငယ်တွေကိုမိဘတွေတရားစခန်းပို့ခြင်းနဲ့ဆိုရင်ဥောင်းတို့ဒါတွေလုတ်ပေမှာဖြစ်ပါတယ်ဖတ်ကြည့်ပါဦးခဏမိဘကိုစော်ကားထားတယ်ပြောထားတဲ့လူတွေနော်အခုခဏခဏဟလာဆိုင်ကယ်တိုက်လို့သေးတာကားတိုက်လို့သေးတာ ခွေးတွေဝက်တွေလို့ပဲလူတွေပြောတယ်မြတ်စွာဘုရားဆရာတော်မင်းတို့ခွေးတွေဝက်တွေသိမယ်ဟာဘုန်းကြီးဘလို့ခွေးတွေဝက်တွေလေကွာတဲ့ကားလမ်းပေါ်သေးတာအဲ့ဒါခွေးတွေဝက်တွေပဲတဲ့ဘာဘူးလို့တော့ဆံကေတိုင်ရင်ပို့လို့ပက်လက်သေးရတယ်အဲ့ဒါမိဘပြန်ပြောမဟုတ်တာတွေလို့အဲ့မှလေလူတိုင်းများဆံကေကားမတိုက်ဘူးတော့တခါတလေခွေးကားလေကောင်လမ်းလေကောင်အဲ့နာအဲ့ခွေးကွင်းမောင်းသွားကြတာသူဒီကံမရောက်ရင်အဲ့ခွေးအသေးကိုမသိဘူးအသေးကံရောက်ပြီဆိုလို့မိဘကံနေတင့်ထားလို့အဲ့ပေါ့လို့ပဲသားလို့လို့စော်ကားထားရင်အဲ့ဒါလူလူနေလမ်းပေါ်သေးတတ်တယ်ဒါဥကောင်တော့တကယ်တွေ့လို့ပါအဲ့တော့ ဲ့ဒီမိဘကိုကြောတဲ့နေရာမှာဥအောင်တို့ခဏပြောသလိုနော်ခြေထောက်နဲ့နှစ်ဖူးနဲ့ထိပါ2004ခုနှစ်ကတည်းကဥအောင်စားလုပ်ခဲ့တာအခု2000နဲ့ဘယ်နှခုနှစ်ရှိသွားလဲဘယ်နှစ်နှစ်ရှိသွားပြီမရှိတော့ဘူးမေတို့ဖေတို့လွန်ခဲ့တဲ့၄ခုနှစ်ကတည်းကဆုံးသွားပြီအဲ့တော့မင်းတို့ခဏတယ်လီဖုန်းနဲ့လမ်းပြီးလို့ဆိုတော့အဖေမေတို့သမောသမီးပတ်စံနေတောင်းတာကြီးလဲလျှော့တော့မယ်နော်သမီးရင်တော့ပြောတာကြီးလဲခွင့်လွတ်နော်အဲ့လိုမပြောရင်ဘာဖြစ်မှာတော့ခွေးတွေဝက်တွေဖြစ်မှာအဲမကြောက်ရင်တော့ အဲ့ဒီအာဟုသူကဘယ်တော့အကျိုးပေးမှလဲ9ရက်9လ9နှစ်အာဟုသူကမြန်နေကုသိုလ်လည်းဒီတိုင်းပဲကုသိုလ်ကလည်းနည်းနည်းနောက်ကျရင်တော့ကြာအာဟုသူကမြန်နေ message တွေပို့မတွေ့ဘူးတခါတည်း messenger တန်းရောက်တာဟုတ်ဆိုနော်ယူဆိုင်ဂျာဥအောင်လုပ်တယ်နှီးတွေဖြစ်ပါတယ်နော်ဥအောင်ရဲ့မိဘနှစ်ပါးကိုကြောပါတယ်လှူတယ်တန်းတဲ့ခါမှာအမေတို့ရဲ့ထမင်းပစိုးအင်းကြီးတေးသေးချာချာဥအောင်တို့ရွှေတင်တန်းမှာတော့ဒါတွေကိုတော့အသေးစိတ်ပြောပါတယ်အဓိကကတော့ပြောချင်တာမိဘတွေကိုကြောပါအမေဖေတွေကိုကိုစော်ကားမိတာတွေရှိရင်တောင်းပန်မှုဆိုတာဒါဥအောင်ရဲ့ ဝိပါကရောကံဖြစ်ပါတယ်အဲ့တော့ဓာရီမရှိဘဲနဲ့ဒီလိုမလုပ်ဘဲနဲ့နေတို့လူတွေဘာဖြစ်မှာတော့စီးပွားမဖြစ်ဘူးเนาะစီးပွားမဖြစ်ဘူးဥအောင်ရဲ့သားသမီးတွေလည်းခုတို့တို့လှုပ်ချင်လာပြီတို့မွေးနေဆိုအဖေတို့မေတို့ကြောချင်းလို့ဒါပါလဲပြောရင်တို့တို့တွေလည်းဥအောင်တို့ရဲ့မိပညာတွေနဲ့လှုပ်နေတဲ့အတွက်အခုဥအောင်တို့စောစောကလှုပ်တယ်အမေတို့ဖေတို့သေသွားပြီမမီဘူးအဲ့တော့ခနေ့ရှိနေတော့ကြောင်းပိတ်တယ်အမေပြန်လာမယ်နော်သမီးဒီကမမရရမမထင်လေးနဲ့အာယူဝဲသွား အမေထမင်းကျော်အဖေထမင်းကျော်အဖေပစိုးကျော်အကုန်လုပ်ပါနော်ဥအောင်တို့အများအားလုပ်ဖြစ်တယ်ခနေ့အချိန်မှာအမေခေါ်ခြင်းနဲ့အမေမရှိတော့ဘူးအဖေခေါ်ခြင်းနဲ့မရှိတော့ဘူးဒါပေမဲ့ခနေ့ရှိတဲ့လူတွေအတွက်မိကန်ဖာကန်ကောင်းအောင်လုပ်ဒါဥအောင်တို့ရဲ့နောက်ဆုံးအခန်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်